အားလုံးပဲမင်္ဂလာပါရှင်ယူရဲ့ SC Audio Book Entertainment Channel လေးကလည်းအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ယူကဆရာမီမန်းလေးတောင်ငွေရဲ့မူသားတဲ့ကျန်ဆိုရက်ကတ်တုန်းသရုပ်ဖော်လေးကိုအတန်ဇလတ်အဖြစ်ပြန်လည်တင်ဆက်ပေးပါတော့မယ်။ဆရာမီမန်းလေးတောင်ငွေရဲ့မူသားတဲ့ကျန်ဟဲ့ကိုရင်ထွက်ခဲ့ရွာအောင်လာတယ်။တကျန်တွေရွာမှာရေကစားကြင်လို့ပြန်လာတာ။ဟင်းဒါရတယ်နေစောစီရေခက်စင်းလို့ အရင်ကဆိုညနေခင်းမှညီတို့ပြိုရတိုက်တောက်ရီခတ်ဖို့ခုလိုရွာပင်ရေချိုထဲမှာရေခတ်ဆင်းကြတာဆိုတော့ညာဗီဒီယိုသွားကြည့်ပြီးပြန်လာတော့အဲ့ချေမိုးလို့နဲ့လုံနေကြကို့အရင်ရင်းကရေခတ်ပြီးအိုးရီစီတွေဖြစ်ညာမသိမ့်မီလို့ခုလိုရွာတဲ့ရေချိုရင်းကိုထမင်းချက်ဖို့ရေလာခတ်တာတော်လဲစောစီရွာကိုမလို့ရလမ်းမှာကားပြက်လို့ညနှမ်းမှာအုတ်တွင်းရောက်လို့တငယ်ချင်းအိမ်မှာအိပ်ပြီး ခုလိုစောစီရွာကိုထွက်လာခဲ့တာနေပေါင်းတော့ ရွာမှာတကြံတွေရေကစားမယ်ဆိုတော့ရွာမှာတကြံတွေရေကစားကြတာ၅နှစ်လောက်ရှိပြီလေ။ဒါကြောင့်ဒီနေ့ရွာမှာငါကိုယ်တိုင်ဦးစီးပြီးရေကစားမလို့ဟာ။အမလေးကိုရင်ထုံးခေရေရေကစားရင်ဖိုးနေရဖြတ်မှာပေါ့။ तू ကတကြံတွေကြီး तू များတက်လို့သိရတာလေ။အခုမကြွတ်သေးဘူးအဲ့ဒါကြံတွေးရေကစားရင်သူ့လိုခိုက်ရန်ဒေါသဖြစ်ပြီးတယောက်ယောက်တေးအောင်လုပ်မယ်လို့အိမ်မက်ပေးတယ်ပြောတော့ဘယ်သူမှရေကစားရတာ၅နှစ်ရှိပြီလေ အေးအဲ့ဒီစကားဘယ်သူပြောတာလဲတေသွားတဲ့ဖိုးနေရရေကစားတဲ့သူတွေကတယောက်ယောက်ကိုသူ့အဖော်ဖြစ်ခေါ်မလို့တဲ့ငါအိမ်မက်မက်တယ်ဟိဟိရွာထဲကအယူမမီတော်ပြောတာလေတော်မသိဘူးလားတရွာလုံးသိဘူးအယူမစကားများနင်ကယုံလို့ခေါ ਊ ရဲ့အလိုတော်မချဘူးလားတပင်တဲ့စကားခလေးစကားအယူစကားဆိုတာမှန်တာများတယ်တဲ့အဲတိုက်ဆိုင်တာ ဖိုးနီကိုသူ့လိုလူမိုက်တရားဝိုင်းရိုက်ပြီးအလောင်းကိုပြစ်ချခဲ့တဲ့ရွာလေရေတွင်းကစပြီးနမ်းလာတာပဲဒါဖိုးနီတရားဖြစ်ပြီးရွာအောင်မကျင်းတတ်လို့ရေတွေကိုနမ်းအောင်လုပ်တာပဲအဲ့ဒီအစားလို့ရွာမှာရှိတဲ့ရေတွင်းငါရင်းစလုံးနမ်းလာပုတ်လာဝါလာလိုက်တာခုရွာထဲကကျုပ်တို့တောက်ရိုက်ခတ်တဲ့ရေတွင်းပဲမနမ်းတာသူ့ကိုသူ့လိုလူမိုက်တွေဝိုင်းရိုက်လို့သေးတာအဲ့လူမိုက်တွေကိုရန်လုတ်ပေါ့ခုသူ့အလောင်းပြစ်ချတဲ့ရေရင်းကိုရန်လုတ်တယ်ဆိုတော့အမလီတော်မကြောက်ဘူးလား ဟိုနေရာကိုတရဲအစ်စ်မြင့်လို့မြင်အောင်ကလူဖြစ်နေပြီတဲ့လာပြန်ပြီနေဘသူပြောလဲဟာချက်ခမ်းမဖွင့်ပဲရံဖြစ်နေကြတာကွာရွာထဲကနတ်ကတော်ခင်မြပြောတာကျုပ်တို့အဲ့ဒီရင်းနှံနေခတ်သိပ်ပြီးမနဲ့ရေမနှမ်းမှာတုံးရတာဆိုတော့တော့တွေးလေအရင်ဒေါ်စိန်မြရဲ့ညနေသူတုံးရီအိုးရဲရေးဖြစ်ပြီးဘာလုပ်တယ်မှတ်တယ်လေသိပါမလားဟာဖိုးနေရဲ့မင်းကြိုက်ရထေးရဆက်ပါမယ် မနဲ့ရေမနံအောင်လှုပ်ပါဖိုးနီကိုထရင်နဲ့သူ့ဖြည့်ထားတဲ့ရေအိုးပေါ်တင်ပြီးဆက်တယ်တော့ဒီကိစ္စယုံနေတဲ့ငါတွေးလေအရင် စိတ်မြိုင်အောင် ပါနေပါပေါ့လားဒါပေါ်မှန်နေတာ ው ဘာပဲပြော ရေနန္ဒညတဲ့ရင်ပျောက်တာပဲဒါအောင်ငါတွေးလေကိုရှင်းပြရမယ်လာပြန်ပြီရေစနန်သွားတာကလည်းရွာလေးကဥပိုးသူရွာလေရေတွင်းမှာရေချိုးပြီးသူ့ရေပုံကြသွားလို့ ငါဆင်းဆယ်မယ်ငါသာကြိုးချပါသူသားကိုရရင်ပေါ်ကနေကြိုးနဲ့သူ့ကိုတွင်းနဲ့ကြိုးကင်ပြီးဆင်းဆယ်တာနိုင်ဝက်ထိပေါ်မလာတော့အဖေတက်မလာဘူးခီးငါကိုယ်တိုင်ဆင်းပြီးအဖေကိုကဲမယ်အဖေကသွေးလို့ရှိတာတွင်းနဲ့မူးလဲနေမှာပေါ့မင်းတို့ကြိုးကင်ပေးသူ့အဖေဆင်းဆယ်တာအောက်မရောက်ခင်တွင်းတို့ကမှာအဖေကလူကသူ့ကိုဆွဲပြန်တင်မှာလူမဲကြီးကသူ့ရင်ဘက်ကိုဖိပြီးဆွဲချနေတယ်အော်လို့အပေါ်တင်ရတယ် သူ့ဘယ်အထဲမှာသေးတာတော်သည့်အဲ့ဒီလူမဲကြီးကဖိုးနီးတဲ့သူနာအဖို့ထားဖို့ဥဖိုးသူ့ကိုခေါ်လာတယ်အဲ့ဒါလူတွေရွာလယ်တွင်ရေမခတ်ရဲကြတာနဲ့ရေတွေနမ်းလာလေဘယ်တွင်မှလည်းရေပုံးကြဆင်းမဆဲရဲပါဘူးဖိုးနီးကြောက်လို့ဒါရွာလယ်ရေတွင်ကနက်လွန်းတော့အထဲကအောက်ဆီဂျင်တက်ဟာတွင်းကိုလာတာနဲ့မြနေပြီလာပြန်ပြီကြောင်းစရာဦးမြန်ကလည်းတော့လို့အဲ့ဒီဘော့စ်ကားတွေတက်တယ်နဲ့ကျုပ်တို့ကိုရှင်းပြပေးမယ်ကျုပ်တို့ကလက်တွေခက်ဆုံးတာ ဖိုးနေမကြွလို့ရင်အောင်လောက်တာပဲထင်တယ်။သွားပြီ။တကယ်တော့ဖိုးနေရလူမိုက်။ရွာလူတွေကတော့ကို့တရားတဲ့သားမို့သူပါပြောပြောပါလို့လို့တီးခံခွက်လို့ပဲမယ်။ဘက်ပေဒီရွာငတိုးတို့လူမိုက်တွေနဲ့ကြံနေရွာလေလမ်းမှာရပ်ဖြစ်။သူ့ကိုရိုက်တက်ပြီးအနားရေရင်းနဲ့ပြစ်ချခဲ့တာ။ခုတက်တဲ့လူတွေတောင်ထောင်ဝက်လွတ်တော့မယ်။သူ့ကိုတော့လူတွေကမကြွတ်သေးဘူးဆိုပြီးထင်တော့ထိုကိစ္စဆရာလေးကိုမြိုင်နဲ့ဆွေးနွေးရ။ဟုတ်တယ်။ ရွာလေးကဗဟုသုတနဲတဲ့အပြင်နဂရောကလည်းလှုပ်စားအယူမှပြောတာလဲယုံနဲ့နောက်ပြီးရွာရဲနေတဲ့ရေတွေကနန်လာတော့သူတို့တကယ်ထင်တာပေါ့ဒါရဲ့အဖြစ်မှန်လို့ကိုပြောနေမဟုတ်အလုံးနဲ့တက်တည်ပြရမယ်ငါလဲကိုရဲသူတို့တို့ကြုံမှုတယ်လူတွေအယုံမှားနေမှသိရတဲ့ကိုပါတစ်တည်နေခံလိုက်ရဘူးတဲ့ဗျာဘလို့အမမျိုးလဲဗျာဘလို့အမမျိုးလဲဆိုမင်းတက်လာခဲ့တဲ့လေကားကပန်းမှာ ဘာစာရေးထားတယ်လဲငုတ်ကြည့်အောင်အဲခလေးသားခါသည်တဲ့အဲ့ဒါဒီလိုကွာတနေ့မိမကမြို့ဘဝကြောင်းလိုက်တခုမှဆရာတော်တပားကိုဘလူးကအိမ်မက်ပေးတယ်တဲ့ဘာပေးတယ်တဲ့လဲဒီနယ်တဝိုက်ကခလေးတွေကိုစားပြရစေလို့ခွင့်တောင်းနေတယ်ဆရာတော်ကခလေးသားမစားကြင်ပါနဲ့ခါတယ်လို့မိန့်လိုက်တော့အဲ့တော့ဟာ ဘလူကဒါဆိုမခားတဲ့ကလေးသားတော့စားပြရစီဆိုပြီးခွင်တောင်းသွားတယ်တဲ့မယုံညင်စရာအဲ့တော့ဘာဖြစ်လဲဘာဖြစ်ရမှာလဲခုရွာတဲ့ကလေးရှိနေတဲ့သူတွေရဲ့အိမ်ကပန်းမှာကလေးသားခားသည်လို့ရေးထားကြတယ်လေတော်လဲရေးပါခြေမြင့်မရှိတာကွာဘယ်ကြောင်းစရာတော့ကမိတ်နာလေသူများရဲ့ကြောင်ကြီးရေးကြတာငါလိုက်ရမှာလားမလေးဘူးတော့မှသမီးလေးရှိတယ်လေရွာမှာကလေးရှိတဲ့လူတွေအားလုံးရေးကြတာ ဒီအိမ်မဲမီးတာတော့မဟုတ်တော့ရှိဟုတ်တော့ရှိတော့ကြအမေတိတ်အဲ့တော့ငါမိမကလည်းငါကြောက်တော့လှေကားကပတ်မှာဆာရမ်းမီးရုပ်ပေါ့ကွာဟာဒါအိမ်မဲမကြောက်ဘူးငါသမီးလေးအပူရှက်အပြင်းဖြားတော့ငါမိမတော့အိမ်ကပတ်မှာဟိုစာမီးလို့ဖြစ်တာထင်မိုင်းခုပဲသွားရေးပါလားတော့ဒီစာနဲ့ရေးဖို့တပူပူပြောငါလည်းရင်သွေးထီတော့မဟုတ်တော့ရှိဟုတ်တော့ရှိ တော်ငါစာမင်းလို့တခုခုဖြစ်တာဆိုပြီးပြောမှဆိုလို့ရေးရတော့တာပဲဟိအများလှုပ်လာမှာတော့လိုက်လှုပ်ရတော့တာပေါ့ခုမှသတိရတယ်ဆရာလေးရဲ့အဖြစ်ကိုဥပမာယူပြီးကျွန်တော်တို့တို့ရွာကောင်းကျိုးအတွက်လောက်တာပဲဆရာတော်ကကူညီမှာပါထိုကိစ္စအစီအစဉ်ကိုဆရာတော်အားလျှောက်တင်ရဒီကိစ္စမူသားဖြစ်ပေမဲ့အမြင်မှားနေတဲ့ကိုရွာလေးရဲ့ကောင်းကျိုးကိုလက်တွေ့လုပ်ပြမှာဆိုတော့ ဆရာတော်ပရိရဲ့လို့တတ်မှတ်ပြီးကိုညီပါမယ်ဒီလိုကိစ္စမျိုးဆိုရွာအယူးမှပြောတာအယုံနဲ့ကတော့အားကိုနေကြာရင်ပူဆိုးမယ်လေဒါကြောင့်မူသားပရိရဲ့တုံးရမှာပါနောက်တို့အမြင်မှန်သိသွားရင်ကျွန်တော်တို့လောရက်ကိုခွဲလွန်မှာပါနောက်နေ့မိသေးတရင်စားတစ်ခုကြားပြီးပြီလားဘာများလဲအလန်တကြားနဲ့အလန်တကြားပဲတော်ရင်ညရွာဦးကျောင်းဆရာတော်ကိုတည့်ရဖို့နေရအိမ်မက်ပေးတယ်တဲ့ ဟဲ့ဟဲ့ဘလို့ပေးရတော့ဒီဖိုးနေရလာပြန်ပြီကြောက်လိုက်တာသူကြွတ်လွချင်ပြီအဲ့ဒါဒီနေ့တကြံတွင်ကျောင်းဝပြင်ကနေဆရာတို့ထံမှာတရားနာပြရစီဆိုတော့ဆရာတို့ကခွင့်ပြုတာပေါ့အဲ့သူတရားနာခြင်းရွာလူတွေသူပျော်လွန်လို့တရားတဲ့တကြံတွင်မှာပျော်ပျော်ကြီးရေကစားကြပါတဲ့မစားခြင်းသူ့လိုဖုန်းကြီးကျောင်းမှာတရားနာပါအီးအဲ့လိုလုံးမှာတကြံတွင်သူကြွရင်ရွာထဲကရေရင်းအလုံးကိုရေတရားပြန်လောက်ပေးမယ်တဲ့ ရင်မစားတဲ့လူတရားမနာတဲ့လူဆိုသိမယ်တဲ့အမလေးဒါဆိုရေကစားမှာပေါ့အီးရင်မစားရတာလဲ၅နှစ်ရှိပြီဒီကိစ္စနဲ့ဘယ်သူပြောတာလဲကိုရင်ထုံးကေကိုမနက်ကဆီရတော့မိတ်လို့ငါ့ကိုပွဲဥတဲ့လာပြောတာဒါဆိုမလတ်တော့ငါခုပဲသူပြောမယ်မလတ်တော့စီရောက်တော့မိသေးစကားမှာခါဦးပြောတာထက်ပိုလာ í ဖိုးနီကအစွဲတောင်းပေါက်နေပြီဆိုပဲ နောက်ပြီးရင်ကစားတယ်လို့ဆိုကိုချိုးတတ်မှာတဲ့ဟဲ့ဟဲ့ဒါဆိုတုံနှစ်တိုင်းတကြံကြရင်ဒီမြစ်ဆိုးပေါက်ကိုလေးကိုဘယ်သူမှရင်မလောက်အောင်တိမ့်တိမ့်ဆောက်ရှောက်ထားတာဒီနေ့ဖိုးနေကြောက်လို့ရေဘက်ခံထွက်မယ်ကစားမယ်ဟိဒါတဲ့ဒီတည်းဘယ်သူစလွင်တာလဲပြောထုံးခင်ကိုဆရာတော်အစပြောတာတဲ့တုတ်ကတိကျရေရတဲ့သတင်းဖြစ်မှပြန်လွင်တာဆရာတော်ကိုသွမ်းမင်းမယ်တိကျမှုကြိုက်သောမလာတုတ်ဆရာတော်ကိုသွမ်းမင်းရာ ဆရာတော်လူတိုင်းစေလိုက်ပြီးမပြောနိုင်ဘူးအဲထုံးကင်ပြောတာသတင်းမှန်လို့သတ်မှတ်ဒါပဲတင်မမလာတော့သတင်းပြလဲတော့မိသေးထက်ဖို့ကတရဲမှာအစွဲတောင်လောက်မျက်လုံးကစခေါလောက်တဲ့အိရင်မကစားတဲ့လူဆိုကုတ်ချိုးပြီးတကြွကြွဝါးစားမှာတဲ့ဒါဆိုအီရေကစားမှာထုတ်ခဏအတွင်တရွာလုံးပြန်ကရင်မကစားတဲ့လူဆိုတရဲဖို့နေရဖင်လိုက်ဦးရေထုတ်ပြီးစားမှာတဲ့ ဤသူစားတော့မခံဘူးရေကစားမှာပေါ့ဒါဆိုရင်နှွေးမုံလုတ်တဲ့ငါသမီးအလောက်တယင်းမစားအောင်ရေပက်ခံခိုက်ရမှာပဲရွာထဲမှာကိုချေအောင်လဲထိုးသတင်းကိုကြားကတိတ်ကောင်းပေါ့ဒါမှတယင်းစားမှာကြောက်လို့ရွာထဲကပြပြအိုအိုရေပက်မယ်ငါနေလုံးလုံးငါရေပက်ချင်တဲ့မြစ်ဆိုးပေါက်ကိုလုံးပိုင်ရှင်မလာတုတ်ကိုကြကြနနပက်ကောင်းချင်းတော့လို့တီးကိုလုံးပိုင်ရှင်မိသေးကိုအားရပားရရေလောင်း ။ငရက်ကိုလုံးပိုင်ရှင်ကောက်လေးကိုရေတစိမ့်စိမ့်နဲ့စိမ့်မြင်းနှစ်ပြည့်လောင်းရတော့မှာပေါ့။ဟိ။ဒါကြောင့်ဒီနေ့တကြံအရင်နှစ်တွေလိုဆိုင်ကယ်နဲ့မြို့တက်မကဲပဲ။ကို့ရွာမှာကို့တော်သူ အလှလေးတွေကိုပတ်ဖို့ရေပတ်မန်းနဲ့တခုတကြာနာနာစောက်ရမယ်။ဟိဟိ။ချားရသားများကလည်းဘလို့ကြည့်ရွာဒီနေ့တကြံကိုကြီးကြီးကျယ်ကျယ်ရေကစားမှာတဲ့။သွားမယ်၊ကဲမယ်။စတူရီသားလည်းလုံပါတယ်ကွာ။တကြံအကျိုးနဲ့မှာပဲ ပလိုကြီးရွာမှကလေးများရေပက်ကြသလိုဂျန်ကြနေရင်လူကြီးသူမများဖះသွားကြောင်းတက်ကြကအပုံနဲ့ရတယ်ခုံးညံပေးတာများလားခွေးတွေကောင်ပုံနဲ့မှာအေးညိနေခါဦးတို့ပြိုစင်တတိုက်မှာရေပက်မန်းတဲ့တွင် အလှချင်းပြိုင်က ရေပက်ခံပြီးကလာသားများကိုမျှော်နေကြည်ပလိုကြီးရရင်တဂျန်တွင်ရေပက်သည်ဆို၍ခြားရွာမှကလာသားများစပိန်ဖြင့်တမျိုးပလိုကြီးရွာက ရေတော့နန်းတယ် ချောလာတွေပတ်မှာကွာဒါဆိုဘွက်ရည်လဲအပတ်ခံနေဆိုင်ကယ်ဖြစ်တဲ့သွင်းအဲ့ဒီရွာပြူချောတယ်ကွာရေနံရုံမကလို့ဘွက်ပုံနဲ့ပတ်လဲပတ်ခံနေကွာဟီးချိုးရကလည်းစာတမ်းများချိတ်ဆွဲထားသောနွားလဲများဖြစ်တဖုံပလို့ကြီးရွာတို့ရေပတ်ခံလာကြပြီဘရောက်မမခါဦးတို့အပြိုတတရေနံများဖြစ်ပတ်ဒီကိုရှေးရနန်းနေနော်ရတယ် ဟိကျေကျေနဲ့နဲ့ကြီးခံယူနေကြည်ကဲနာဘူးကွာဒိုင်ငံရေထမ်းပေးတရာဒီကထုံးခင်တို့ရွာကန်ကလာသားများပေမေးရေရခတ်ထအောင်ခါဦးတို့ရေဘက်မန်းနဲ့ကိုဦးစီးသူကစံပွဲစားချစ်အောင်ခါလေးတုပ်လေးသေးလေးတို့မောင်းရင်ခောက်ဆွဲစားအောင်းလို့သမားတွေကိုကြော်ခိုင်းကြတယ်ဟုတ်နောက်ကကြည်မှာခါဦးရေစိုးအလှကပိုးပေါ်လွင်တယ် ဒါကိုပေမေးရမကျင်းနဲ့ရေခက်ရလို့တို့များမောလိုက်တာ ချင်းကတော့မန်းတတဲ့တို့ဤစားတွေကိုငန်းလိုက်ရေပက်လိုက်နဲ့မင်းရလဲကွာ तू ကနေတိုင်းစတူဒီတာလုတ်ပေးတယ်ခါတို့ဓမ္မခောက်ဆွဲကျွေးတယ်တို့ကိုလည်းမောရင်ညပြုစုမယ်ဆိုတော့တလောက်တော့အခွင့်အရေးပေးရမှာပေါ့နောက်ပြီးတို့ချစ်သူတွေကိုမနှက်စောစောရေလာမကစားခင်ပွဲဥတဲ့ရေလောင်းပြီးပြီပဲဟိအေးမင်းဂျင်းနဲ့မှာတော့ငါလဲဂျင်းနဲ့ပေးရမှာပေါ့တို့လိုမှအကုန်မခံနိုင်တာ ဤသို့ပြင်တကြံတွင်ခါဦးတို့အပြိုတတိုက်အာရပါရရေပတ်သလိုခလေးများလည်းရေပတ်ကြသဖြင့်တကြံတွင်ဝဲခါဦးတို့ရေရင်းများမှရင်နိုင်ရင်နောင်များခတ်၍ပတ်ကြရာရွာလယ်လမ်းချောင်းပေါက်၍ဘဲလေးများပင်ပျော်ကြကူးကြဖြင့်ပတ်ပတ်ဟေးအချက်နှင့်ညက်နေဆောင်တွင်ရေပတ်ကြပြီးထုံးကေတွင်းထဲမှာရေဟောင်းတွေကုန်လို့ရေကြီးတွေထွက်လာတဲ့ဟာခုမှငါသတိပြုတ်မိတယ်တွင်းထဲကနောက်ရေတွေကမနှံတော့ဘူး ပြီးတော့ကြီးလို့ဟာဒါဆိုငါနဲ့ဇာလေးဦးမြိုင်တို့လူချင်းနဲ့အဖြစ်ပေါ်ပြီတို့လှုပ်ဆောင်ချက်အောင့်ပြီဖောက်အောင့်ပြီလဲကွာငါစဉ်းစားမိတာတို့ရွာရေတွေနန်လာနောက်လာတာပရဲဖိုးနေမကျင်နဲ့ပြီးကင်နာလို့လူတွေထင်ပေမဲ့တကယ်လဲဖိုးနေရလူရိုက်ခံရပြီးရေရင်းနဲ့ပြစ်ခံရနောက်ဖိုးတို့ကအဝကျင်းတဲ့ရွေးရအောင်နဲ့ရေပုံးဆဲဆဲတာမောသေးတော့ဖိုးနေလောက်တာလို့ထင်ပြီးပေါ့ဘူးသူရနဲတာကို အဲ့တော့ရင်ရင်းတွေကိုအရင်လိုတစ်နှစ်တခါမဆယ်ရဲကြတော့ပဲနောက်ဖိုးနေရသူတကြံတွင်းတေးရတာမို့တကြံမှာရင်စော့ရဲလို့ဆိုသူ့ဘောပြစ်ခေါ်မဲလို့အယူမှပြောတာယုံမိမကစားရဲတော့ရွှေကအထဲလောင်တယ်လို့ဖြစ်ပြီးကြတော့နန်လာပုတ်လာတာပေါ့ဒေါင်ငါနဲ့ဆရာလေးရွာလူတွေကိုလက်တွေ့ပြမယ်ဆိုပြီးပြည့်ရဲနဲ့တရေဖိုးနေရရွာဦးကြောင်းဖုံးဖုံးကိုအိမ်မက်ပေးတယ်လို့လို့ညံစင်ရတာဖုံးဖုံးကလည်းကူညီပါတယ်မူသားပေးမယ်အများကောင်းကျိုးမို့ပြည့်ရဲမတည် ဝမ်းသာလိုက်တာကွာခုတော့တကြံတွင်းမှာရေပတ်တဲ့ငါမိသေးလေးကိုရေခတ်ပင်းသူ့ရေတဝါကြီးပတ်ရတာပေါ့နို့မို့သူ့အိမ်သူ့အမေလေးချောင်းနေရမှာဟိရွာလူကြီးသူမတွေကိုလည်းကလာသားသမီးတွေလွတ်လွတ်လပ်လပ်ရေကစားနိုင်ဖို့တရေဖို့နေရသူနဲ့တရားမနာရင်သိမဲဆိုပြီးကြောင်းကန်သွားအောင်ညားတာပေါ့ဟိခုငါနဲ့မင်းတို့ကလာသားတွေကနောက်ပိုင်းမှာရွာတဲ့ရေရင်းတွေကရေပုတ်ရေနံတွေကုန်အောင်ခါဦးတို့ရေကစားမန်းတက်တွေကိုခတ်ပေးတော့ ရေရင်းထဲကအညစ်အကြေးတွေအကုန်ပြီးရေကြီးတွေထွက်လာတာပေါ့ရေရင်းဖော်တယ်လို့ပေါ့ကွာဆရာလေးနဲ့မင်းတို့အကြံပိုင်လိုက်ရလားကွာမပိုင်လို့မရအောင်ဒီကိစ္စကြာရင်ပို့ဆိုးလာမှာဒီလိုလေငါတွေလေးရင်စိန်မြရင်ကတရေဖိုးလီကိုထရင်ဆက်တယ်ဆိုတာဟုတ်မဟုတ်သွားမေတော့ဟုတ်တယ်လေဖိုးလီဆိုတာကငါ့ကိုကြာကြည့်ခင်းနဲ့တိတ်ချကြတဲ့ငွေချင်းမို့အဖော်ပြက်လာခွင့်ငါ့မှာကလေးတွေနဲ့အခက် ခုတော့နတ်ကတော်ခင်မြောက်ကိုသွားမေးတော့ပူပြီးဟဲ့ဘိုးနီယောငါလက်အောင်ငညိုကတစင်မေးတော့ချစ်ဆုံးတငယ်ချင်းမခွဲရမယ်တဲ့ဒီတော့လူကြီးတိတ်ချင်းဟုတ်ကဲ့အီးသူပြောလို့လူကြီးတိတ်ချင်းရွာရဲရရင်ရင်းနေကိုဖိုးနီကြိုက်တဲ့ဒီရဲ့အမဲသားပြစ်ကြွေးပြီးနေ့တငယ်ချင်းကြည်ခင်တော့မခေါ်ပါနဲ့ကလေးတွေရှိလို့ပါဆိုပြီးဘယ်သူမှမသိအောင်တောင်းပန်နေရတယ်ဟဲ့ အဲ့လိုအများသုံးတဲ့ရေရင်နဲ့အမဲသားတွေတည်းရေတွေလူမသိအောင်ခိုးတယ်မှာတော့ရေတွေနံပြီးပုတ်ပြီးပေါ့ကွာအေးထိုးခင်နေဆရာလေးတို့သူတို့လို့ရဲ့အောင်မြင်ကြောင်ဖုံးဖုံးကိုရှောက်ကြရာဖုံးဖုံးကိုတုံးချပြီးမင်းတို့ညားတဲ့ကိစ္စခုလိုအကျိုးရှိသွားတော့တရွာလုံးကိုအမှန်နဲ့တင်ပြလိုက်တော့ရွာကလည်းဖုံးဖုံးအိမ်မက်မက်တဲ့ပြောမှယုံမှဆိုတော့မူသားပါပြီပေါ့တရွာလုံးဖြစ်ရမှန်ဖွင့်ပြောပြရာတကြီးက မင်းတို့ကြောင့်ရွာမှာတရေဖိုးနေတကယ်မရှိမန်းတွင်းရည်တွေဘာလို့ပုတ်လာနန်လာတယ်လဲဆိုတာလူတွေသိအောင်လက်တွေပြတနိုင်လို့ငါချီးကျိုးတယ်ကွာတွင်းလေးစိတ်မြရင်ကလည်းငါကလေးတွေနဲ့ဆိုတော့သူတို့အဖေကိုခေါ်မှာဆိုလို့လုံမိတာပါဒါလို့ဖြစ်မယ်မှမသိပါဘူးဘာပဲပြောနောက်ဆိုနှစ်တိုင်းရေတွင်းဖော်ရမယ်တွင်းနဲ့ဘာမှမမကြောက်ဖိုးလို့ရမယ်တကြံအောင်လဲခုလိုရိုးရမပြက်ခိုက်ရန်ဒေါသပွဲပင်ဖြစ်အောင်ထိမ့်သိမ့်ရင်ဆင်နှွှဲရမယ် တကြက်အတက်နေခေါင်းတို့ရတဲ့ရင်ရင်အလုံးမှာရေကောင်ကစားပြီးညနေချင်းအောင်ကိုဝိုင်းချုပ်ကအိုးမဲတုတ်တော်ကြီးသူဘောကြတော့ငရက်ကောင်းချင်းတို့မြစ်ဆုပ်ပေါက်ကိုလုံးများဖြစ်တော့ခေါင်းမိသေးမလှတုတ်တို့မို့ချင်းအောင်စိတ်မဆိုးဝမ်းသာနေ၏ငါရော့ရင်လွတ်တယ်ဒါပေမဲ့သူတို့တုတ်ချာခံကျင်လို့ဟိမယုံနဲ့ကဲမိသေးနဲ့မလှတုတ်မယုံနဲ့အောင်ချုပ်တာသူတို့ကလုံးတုတ်မှာ ပြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တကြံအပီးလေးမှာခုလိုပလို့ကြည့်ရွာရဲ့တကြံလေးကိုတင်ဆက်လိုက်ရပါတယ်ရှင်အားလုံးလည်းကြိုင်းနေတဲ့ကြားလိုက်မယ်လို့ယူကမျှော်လင့်ပါတယ်ကျမကတော့စာဖတ်သူယူပါရှင်